အဖိုးကိုပြောတော့ဆုံးမစကားတခါတုန်းကပညာရှိအဖိုးကိုနေထိုင်တဲ့စမ်းချောင်းလေးဘေးကအိမ်လေးကိုလူတယောက်ရောက်လာတယ်။အဖိုးကျွန်တော်အဖိုးကိုတခုမေးပြစီမေးပါလူလေးကျွန်တော်ဟာဟိုဘက်ချမ်းမှာရှိတဲ့ရွာကလေးမှာနေတဲ့ရွာသားတယောက်ပါကျွန်တော်ကိုတရွာလုံးကဝိုင်းနေကြတယ်အဖိုးကျွန်တော်ကိုစင်ရဲလို့လည်းနေကြတယ်ရုပ်ဆိုးလို့လည်းနေကြတယ်အယက်ပုလို့လည်းနေကြတယ်ကျွန်တော်ရဲ့မျိုးမျိုးကိုလည်းနေကြတယ်ကျွန်တော်က သဘောထားပြီးွားပါတယ်။ဒါပေမဲ့ကျွန်တော်အရန်ကိုဒေါသထွက်ပါတယ်။အဲဒါကြောင့်ဘလို့တုံ့ပြန်ရမလဲဆိုတော့အဖိုးကိုလာမေးတာပါ။လူလေးတကယ်သဘောထားပြီးွားရလား။ပျော့ပျော့ဆူအဖိုးကဘင်းသားကစလုံးကိုယူပြီးအဲ့လူကိုစမ်းချောင်းဘက်ခေါ်လာတယ်။စံချောင်းဆက်ရောက်တဲ့အခါအဖိုးကဇလုံးတဲကိုရေဖြစ်ပြီးကြောက်ရွံ့ထဲလိုက်တယ်။ အဲ့ဒီအခါရေရီဟာဇလုံရဲ့ပြင်ဘက်ကိုရှံကျလာတာတွေ့လိုက်ရတယ်။ပြီးတော့အဖိုးကအရွယ်အစားကြီးတဲ့ကြောက်တရုံကိုယူပြီးစမ်းဆောင်တဲ့ပြစ်ချလိုက်တယ်။စမ်းဆောင်တဲ့မှာလိုင်းနေငယ်ဖြစ်ပြီးခဏကြာတော့ညီသက်သွားတယ်။အဖိုးကရွာသားကို ပြောလိုက်တယ်။ငါမီငါမီဟာစမ်းဆောင်တဲ့ကရေလားဇလုံထဲကရေလားကိုကိုကိုစမ်းဆောင်တဲ့ကရေလို့သဘောထားခဲ့ရင်ဘာလို့တစ်ဖက်သားက ကြောက်ခဲတီတီလီပြစ်ထဲလိုက်တာနဲ့စလုံးထဲကရေလိုရှန်ချချင်နေရတာလေ။တင်ရဲ့ပိတ်ကွန်စိတ်ရင်ဟာစက်ဆောင်ထဲကရေလိုကြီးလင်းအေးမြနေတယ်ဆိုရင် တပားသူရဲ့မနာလိုဝင်းတိုတိုက်ခိုက်မှုကြောက်တုံတီတီလေးတွေကြောင့်အနှောက်အယှက်မဖြစ်ပါစေနဲ့။ပိတ်ကွန်စိတ်ရင်ကကြီးလင်းနေတယ်ဆိုရင်သူတပားကြောင့်လိုင်းထားတယ်ဆိုရင်လည်းခဏတာပါပဲ။ဘယ်တော့မှစလုံးထဲကရေလိုရှန်မကြမိပါစေနဲ့။စိတ်တဘောထားပြေးွားတဲ့လူဆိုတော့ သူတစ်ပါးရဲ့အပြုအမူစော်ကားမှုကြောင့်ကိုယ်စိတ်ကို လိုင်းမထစေရပါဘူး။ခီရခတ်တဲ့ကျူးထုံးပုံလေးလေ။ဟိုးတခါတော့ကရှေ့ပြေဟောပရောဟိတ်ဆရာတယောက်ဟာမြို့ကြီးတမြို့မှာသူချာစန်းစဲတဲ့ကျူးထုံးကြီးတစ်ခုကိုချီနှောင်းချိတ်ဆွဲထားလေတယ်။ပြီးတော့ဒီလိုနမိတ်ဖတ်လိုက်တယ်။ဒီကျူးထုံးကိုဖြေနိုင်တဲ့သူဟာမင်းအေဂရီဆစ်ဆစ်ဖြစ်လာပေးလိမ့်မယ်တဲ့။ လူတော်များကစွဲကောင်းကောင်းနဲ့ကာလရှိကြစွာ လာရောက်ကျိုးထုံးကိုဖြီကြတယ်။ဒါပေမဲ့ကျိုးထုံးကိုဖြီနိုင်မဲ့သူဟာမပေါ်ပေါက်လာခဲ့ပါဘူး။အဲဒီကာလမှာစစ်တပ်ရမနာမည်ကျော်ကြားပြီး အောင်ပွဲတွေကို အမြဲရယူခဲ့တဲ့စစ်သူစီတဦးဟာကျိုးထုံးရဲ့နမိတ်ဖက်စကားကိုကြားထားပြီးသူဆိုတော့သူရဲ့တက်ဦးကိုဥဆောင်ပြီးအရီမြို့မှာစကန်ချနေချင်းအချင်းချင်းကျိုးထုံးကိုသွားပြေဖို့စူးစမ်းလေတယ်။ ူဟာလင်းကားလာကြောင်းဒီပေါင်းစုံသုံးပြီးကြိုးထုံးကိုဖြည့်ဖို့မရင်မတွက်နိုင်အောင်ကြိုးစားတယ်။ဒါပေမဲ့သူ့လက်တွေကပွန်းရှဆုပ်ပြက်ကုန်နေ။အောင်မြင်မှုမရခဲ့ပါဘူး။ဒီလိုနဲ့တနည်းမှာတော့ကြိုးထုံးသွားဖြည့်လို့မအောင်မြင်တာနဲ့ခံပြန်လာပြီးဒေါသကလည်းထွက်။ကြိုးထုံးကြီးကို မုံမုံနဲ့ကြည့်ပြီးဒီကြိုးထုံးကိုငါဘယ်တော့မှမမြင်စင်တော့ဘူးလို့ပြောပြီးလက်အထွက်မှာလင်းကနေအုံနောက်ထဲမှာအတွေ့တစ်ချက်ပေါ်လာတယ်။ ဒါနဲ့အခါမှာအမြင်ချိတ်ထားတဲ့စောင်းတားကိုဆွဲထုတ်လိုက်ပြီးကြိုးထုံးကိုတစ်ချက်တည်းနဲ့ခုတ်ချထားလိုက်တယ်။ကြိုးထုံးကြီးလည်းထပ်ပိုင်းကွဲသွားပြီးပြေးထွက်သွားတော့တယ်။ကျမတို့ကိုရိုင်းလေးဘဝကိုတင်ချလို့တတ်မှတ်ပြီးတခါတရံမှာအပြေမတွေ့တဲ့ပုံစားကိုပဲအဖန်တလဲလဲတွက်နေမိတတ်တယ်။လောကကြီးမှာတခါတခါအကျက်အသေးတွေအဖို့အစ်တွေအကက်ခဲတွေရင်ဆိုင်ကြုံတွေ့လာချိန်မှာ လမ်းရိုးအတိုင်းမလိုက်ကြဘဲသတ်မှတ်ထားတဲ့စီကန်းတွေရဲ့အပြင်ဘက်ကနေစောင်းဖြတ်ချက်ရရန်ဝန်းဝန်းချပြီးစူးစားကြည့်လိုက်တဲ့အခါမျိုးကြမှာ အထုံးပြေအောင်မြင်သွားတတ်တာမျိုးကြုံရတတ်တယ်ဆိုတာဒီအကြောင်းအရာလေးကတာရကပြနေပါတယ်ရှင်။ဟောပွဲလည်းပြီခရောင်။ဟိုတော့ကဟုံးတော်ကြီးတပါတောင်ပေါ်ဝတ်ကြောင့်တစ်ခုမှသရင်တောင်းနေ။ ။ဒီနေ့မှာဖုံးတော်ကြီးရင်ွေးချမ်းတောင်းချက်တာနဲ့သူ့ရင်ွေးခရဟောင်းကြီးနဲ့ရင်ွေးကြိုတယ်။ရင်ွေးကြိုလို့တိတ်မကြမိမှအဲ့ဒီရင်ွေးခရကြီးဟာခွေးတကောင်ရဲ့ကောင်းချီအမီးတွေအတီးတီးရုပ်ချီပြောင်းသွားတယ်။ဘုန်းတော်ကြီးလည်းဒီထူးဆန်းတဲ့ဖြစ်ပျက်တွေကို ကိုရင်လေးတွေအားခေါ်ပြတာပေါ့။ကိုရင်လေးတွေကြည်နေတုံးပဲရှင်နေခရဟောင်းကနေခွေးအဖြစ်ပုံသဏ္ဍာန်ပြောင်းလဲသွားတဲ့တတဝဟာ အခန်းအနီးနားမှာပြေးလွှားဆော့ကစားနေတယ်။ဘုန်းတော်ကြီးနဲ့ကိုရီလေးတွေဟာအဲ့ဒီတတဝါကိုကျိုးစားပန်းစားလိုက်ဖမ်းကြတယ်။နောက်ဆုံးမှာခွေးကလေးကိုဖမ်းမိသွားခဲ့တယ်။တတတလုံးနဲ့ထိုးထည့်ပြီးတေချာပိတ်သိမ်းထားလိုက်တယ်။အဲ့ဒီအဖြစ်ပြက်ဖြစ်ပွားပြီးမကြမီမှာပဲ။တန်အိုးပေါ့ဂျီအိုးပေါ့ဖာသူတူဟာဝတ်ကြောင်းစီရောက်လာတယ်။ဖုံးတော်ကြီးလည်းသူ့ရင်တွေခရီးဟောင်းကိုရောင်းချဖို့စိတ်ကူးရသွားတယ်။ ုံးတော်ကြီးကသူ့ရင်ွေးခရဟောင်းကိုတစ်တာထဲမှထုတ်ယူတယ်။အဲ့ဒီအချိန်မှာရင်ွေးခရဟောင်းမှာခေါင်းချေအမီမရှိတော့ဘူး။ရခိုင်ပုံစံအတိုင်းပြန်ပြင်နေတယ်။အယောင်းဝဲစီညီကြတယ်။ကြည်ဦးပေါတန်ဦးပေါဖာသူကရင်ွေးခရဟောင်းကိုဝဲသွားတယ်။တင်လွန်တဲ့စင်းနဲ့သူ့ရလိုက်တယ်ဆိုပြီးပြောနေတယ်။ဒီနေ့တာအတွက်သူကံကောင်းပြီးအကျိုးရှိတဲ့အလုပ်လုပ်ဖြစ်သွားတယ်ဆိုပြီးကြေညာနေတယ်။ ညမှာသူ့ခေါင်းအနီးထိုးဆန်းတဲ့အတန်တန်ကသူ့ကိုလာနိုးတယ်။သူ့အဲ့ရဖုံးနောက်ကိုကြည့်တယ်။သူ့ပဲခဲတဲ့ရင်တွေခရဟာရင်တွေခရမဟုတ်တော့ဘဲအလွန်တွက်လက်ပြီးပါနေတဲ့ခွေတကောင်ဖြစ်နေတယ်။ဂျီအိုဘောက်ဒန်အိုဘောက်ဖာသူလည်းအဲ့ဒီအကြောင်းသူတငယ်ချင်းတွေကိုပြောပြတယ်။သူမိတ်ဆွေကသူ့ဟာတေးဂီတာနဲ့အတူအဲ့ဒီခွေးကလေးကိုကြိုးတန်းလျှောက်ခိုင်းတာခါခိုင်းတာတွေလုပ်ပြီးပြစားဖို့အကြံပေးတယ်။အဲ့လိုဖြောဖြေးလေးလုပ်ရင် အခုလုပ်နေတဲ့အလုပ်ထက်ပိုပြီးဝင်ငွေကောင်းတယ်လို့အကြံပေးခဲ့တယ်။အဲ့ဒါနဲ့မိတ်ဆွေပေးတဲ့အကြံအတိုင်းလက်ခံပြီးစောင့်ရခဲ့တာပေါ့။သူပြပွဲဟာတနန်တလောင်းကြော်ကြားသွားတယ်။မိမိမိသားစုပင်လာရောက်အားပေးကြည့်ရှုကြတယ်။ကျော်ဝေလူတန်းစားတွေတာမန်ပြည်သူရဲ့အပေးမှုကြောင့်နေချင်းညချင်းကျေဝချမ်းသာသွားတယ်။ဒီဥစ္စာကိုကျေဝလာတဲ့အခါကျေဝပေါ့ကျေဝပေါ့ပါလို့ဟော တော်ဖော်ဝင်ကြောင်းကဘုံကြီးထံပြန်လည်အနယ်ခဲ့တယ်။အဲဒီရာကြီးကလည်းတံပိုးထိုက်တဲ့ရဟနာဖြစ် အမြတ်တနိုးသိမ်းစီထားခဲ့ကြတာပေါ့ကွယ်။စံထားနေဘဝတခါတော့ကတောင်းတုံမှာကင်ရှူတရရနဲ့ကျုံးဆိုတဲ့မိစေတစ်ပင်သုံးပင်ရှိတယ်။ဒီနေ့မှာတင်ရှူပင်ကြီးကငါသင်းမောကြီးကြီးဒစင်းဖြစ်ချင်တယ်လို့ပြောတယ်။တရရပင်ကလည်း ငါအိမ်လလလေးတလုံးဖြစ်ချင်တယ်။တွန်းကတော့ငါကတော့နန်းတော်လလတဆောင်ဖြစ်ချင်တယ်လို့ပြောကြတယ်။အဲ့ဒါနဲ့အချိန်တိုင်းတွင်နှစ်တွေကုံဆုံးသွားခဲ့တယ်။နန်းတော်ကြီးဖြစ်ချင်တဲ့ကျိုးမင်ကကျောင်းကကျန်းခင်းအိမ်ဖြစ်ချင်တဲ့တရပင်ကထိုင်ခုံဖြစ်လာပြီးတင်မောဖြစ်ချင်တဲ့ထင်းရှူကတော့ကျောင်းစာရေးစပွဲခုံဖြစ်လာကြတယ်။သူတို့၃ယောက်ဟာဖြစ်ချင်နေဟာမဖြစ်ရပါမယ်လေ။ တို့ဖြစ်လာရတဲ့အရာတွေဟာ သူတစ်ပါးကိုအကျိုးပြုတဲ့အရာတွေဖြစ်တဲ့အတွက်ပီတိဖြာနေကြတာပေါ့စမ်းစိတ်ဆက်ကြောက်တုံးမြောင်ဟိုရုံကရတရမောင်ညီကိုနှစ်ယောက်ရှိတယ်အကိုကရုံပြောင်းလာဘူးစိတ်ထားသိမကောင်းဘူးညီကရုံရည်တန့်နေအသိဉာဏ်ရှိတယ်အကိုကသူ့ညီကို အိမ်တောင်ပြုစီခြင်းနဲ့အိမ်တောင်ပြုလိုက်ရင် သူ့ညီအတွက် သူ့တာဝန်တွေမရှိတော့ဘူး။ဘာမှပူပန်စရာမလိုတော့ဘူး။ဒါပေမဲ့သူ့ညီကအိမ်တောင်မပြူချင်းဘူး။ဘယ်နေရာကိုမှလည်းမသွားချင်းဘူး။ဒါပေမဲ့နေ့အတန်းကြတဲ့အခါသူ့မိမတယောက်ယူလိုက်ရတယ်။ပါရှင်တဦးတံမှာတဲတလုံးကိုခဏငါပြီးသူ့ဇနီးမောင်နဲ့အတူတကွနေကြတယ်။စောင်းရသည်ဥတုရောက်လာတယ်။အလုကလည်းမျောလင့်ထားသလိုဖြစ်မလာဘူး။အလုပါလာတယ်။ဇနီးမောင်နဲ့စိတ်သက်သာစင်ခဲ့တယ်။ နင်ဟောင်းရဲ့နောက်ဆုံးနှစ်ရောက်လာတယ်။ညီကအခုအိမ်ကိုသွားတယ်။စားစရာစမ်းတပြီးတစ်ခွက်ခဏလောက်ချေထားဖို့ပေါ့။ဘာတဲ့လဲ။နင်ကောင်စားမြိုင်မှာစားဖို့စမ်းအလုံးလောက်မရှိတာ။ဘလောက်ညံ့ဖြင်မိုက်မဲရရောက်လဲ။အမြဲတမ်းပွဲလဲမဟုတ်ဘူး။တနေ့မှတစ်ကြိမ်လောက်တဲ့ပွဲပူစိုးရာကထွက်သွားပြီးမိမယူလိုက်တာပဲ။တခြားနေရာသွားပြီးမင်းတော်ကကိုပြောတော့ဒီမှာလာမပြောနေလို့ ပြပြကကပြောလွှတ်လိုက်တယ်။ညီလေဘာမှပြန်မပြောဘူး။သူ့အကိုအိမ်မှထွက်သွားလာတယ်။သူ့တောင်ကိုဖျက်ချော်တယ်။မောင်စိတ်ရှိကြီးနဲ့အဖိုးကြီးတယောက်ကို သူတွေးလိုက်တယ်။အဖိုးကြီးကထင်းကောက်နေတယ်။အဖိုးကြီးကသူ့ကိုမြင်တော့ဘယ်သွားမလို့လဲနှုတ်ဆက်တယ်။အရိကဒီညဟာနေဟောင်းရဲ့နောက်ဆုံးညလေဒါပေမဲ့ငါတို့မှာဖုံးမကြီးနဲ့ကို ပူစော်ပထားဖို့စက်မရှိဘူး။ဒါကြောင့် ငါချေယူတက်ရာရှောက်သွားနေတာလို့ပြန်ပြောလိုက်တယ်။စိတ်မကောင်းစရာပဲ။ငါမင်းကိုဒီဟာပေးမယ်။မင်းယူသွားဆိုပြီးတင်းငယ်တဲ့ဂျုံမုတ်တစ်ခုကိုပေးတယ်။လောဆောင်နဲ့ကျွန်းကို သွားဖို့ညွန်တယ်။နှစ်ကိုရဲ့နောက်ဘက်မှာညီရောက်အပေါက်တစ်ပေါက်ရှိတောင်ပြောတယ်။အဲ့ဒီအပေါက်ထဲမှာလူပူကလေးတွေနေတယ်။သူတို့မင်းကိုတွေ့ရင်အဲ့ဒီမုတ်ကိုတောင်းလိုက်မယ်။ဒီအခါငွေချင်းနဲ့ဖြစ်စီအချောင်းမြည်သည့်အရာနဲ့ဖြစ်စီမရောဘူးလို့ပြောဖို့လိုကြောင်းစကြောက်တုံးတစုံနဲ့သာ လဲမယ့်အကြောင်းပြောဖို့မှာကြတယ်။နှစ်ကုန်းကတစ်တော်ရဲ့အလေးမရှိတယ်။နှစ်ကုန်းရောက်တော့နှစ်ကုန်းနောက်ဘက်ကိုသွားရောက်ကြည့်ရှုတယ်။အပေါက်တစ်ပေါက်ကိုတွေ့တယ်။အပေါက်သေးကိုဝင်သွားတယ်။တယောက်တစ်ခုပြောနေတဲ့အတန်တွေနဲ့အတူ လူဖုကလေးအများကြီးကိုတွေ့ရတယ်။သူတို့ပြုံမှုလောက်ဆောင်နေရတွေကိုကြည့်ပြီးတန်တော်ဖြစ်သွားတယ်။တတိယခြားအနီးကပ်ကြီးတော့မှပိုထူးဆန်းအံ့ဩဖွယ်ရာကို တွေးလိုက်ရတယ်။လူပုကလေးတွေ ကျူရိုးကို တွေ့တက်လိုက်ပြန်ကြလိုက်ဖြစ်နေပုံဖြစ်တယ်။သိမ့်ဆန်လာကြည်လားလို့သူတွေးမိတယ်။ဒါနဲ့ငါမင်းတို့ကိုကူညီမယ်လို့ပြောပြီးတက်လို့ရအောင်လုပ်ပေးတယ်။ဒီတော့လူပူကလေးတွေသိတ်သဘောကျသွားတယ်။သိတ်ထွားကြိုင်းလူကြီးသိတ်တံမာလူကြီးရဲ့လို့အော်စွာဆိုကြတယ်။တချိန်တည်းမှာပဲသူ့လက်ထဲကမုတ်ကိုတွေးသွားတယ်။သိမ့်လာတာပဲ။ဘာနဲ့မှမတူဘူး။တို့စားလို့ရမလားလို့ပြောရင် သူ့ရှေ့ဘက်ကို ရွှေအချို့ကျဲပြစ်လိုက်တယ်။ဒီအခါသူ့ကိုမာကြခဲ့တဲ့အဖိုးကြီးရဲ့စကားကိုသူကြားရောင်လာတယ်။ရွှေမလို့ကြောင့်စကြောက်တုံးတွေသာလူကြောင်ပြောတဲ့အတွက်လူပုကလေးတွေတတော်အခက်တွေ့သွားတယ်။စိတ်အနှောင့်ယှက်တတော်ဖြစ်သွားတယ်။ဒီစကြောက်တုံးတွေနဲ့တူတဲ့အခြားစကြောက်တုံးတွေဒီလောကကြီးမှာမရှိဘူး။ဒီစကြောက်တုံးတွေဟာတို့ရဲ့ယန္တနာဖြစ်တယ်။ဒါပေမဲ့မတတ်နိုင်ဘူးလေ။မုံနဲ့စကြောက်တုံးတွေကိုအလဲအလှယ်လှုပ်ရတော့မှာပဲလို့ ပြောပြီးစကြောက်တုံးတွေကိုပေးလိုက်တယ်။ညီငယ်လည်းမုတ်ကိုပေးပြီးစကြောက်တုံးတွေကိုယူလိုက်တယ်။အပေါရဲ့အပြင်ဘက်ကိုထွက်လာခဲ့တယ်။အပြင်ဘက်ကိုရောက်တဲ့အချိန်မှာပဲချင်းအောင်မြင်တဲ့အတန်လိုခတ်တိုးတန်ကိုကြားရတယ်။မင်းငါကိုတက်နေတော့မင်းငါကိုတက်နေတော့ဆိုတဲ့အတန်ဖြစ်တယ်။ဟိုဟိုဒီဒီတေချာကြည့်တဲ့အခါဖနဲ့ကြားထဲမှာလူပုကလေးညင်နေတာကိုတွေ့ရရင်တိတိအချာကယူတဆိုင်ထုတ်ယူလိုက်ပြီးတွင်းတဲကိုပြန်ထည့်ပေးလိုက်တယ်။သူ့ခရီးကိုဇက်ခဲ့တယ်။ အဖိုးကြီးနဲ့တွေ့ခဲ့တဲ့နေရာကိုရောက်လာခဲ့တယ်။အဲ့ဒီနေရာမှာလဲအဖိုးကြီးကိုတွေ့ပြန်တယ်။မင်းဆက်ကြောက်တုံးတွေရခဲ့လား။ဆက်ကြောက်တုံးတွေကိုညာဘက်လက်ရင်လိုချင်တာတွေထွက်လာလိမ့်မယ်။ဘယ်ဘက်ကိုလက်ရင်ရက်သွားလိမ့်မယ်လို့အဖိုးကြီးကပြောတယ်။ညီငယ်ဟောင်းအဖိုးကြီးရဲ့စကားကိုကြားပြီးနောက်အင်ကိုပျော်ရွှင်စားပြန်ခဲ့တယ်။သူ့မိမလည်းသူ့ကိုမျှော်ရလွန်းလို့လူမောစိတ်မောဖြစ်လာတယ်။ဒီနေ့ဟာနှစ်ကုံဆုံးပွဲတော်၊ကျင်းပပွဲတော်လေး ရှင်ဘဲသွားနေရလဲလို့မိမကခက်တံပြောတော့တာပေါ့ရှင်အကိုစီသွားတယ်မဟုတ်လားရှင်အကိုစီကဖာရီရခဲ့တယ်လဲလို့မချိနဲ့တန်နဲ့မိတယ်အေးအေးဖျားသာမမြခင်းစမ်းပါကွာတိတ်လဲဒေါဘဖြစ်မနေပါနဲ့လို့ပြောလိုက်တယ်မိမကဖျားခင်းပေးလိုက်တယ်စကြောက်တုံးတွေကိုသူ့ဖျားပေါ်တွန်းချလိုက်တယ်စံလှုပ်စံစံလှုပ်စံလို့ပြောပြီးကြောက်တုံးတွေကိုညာပက်လဲတယ်စံတပီပီးတပီ ဆိုကုဆိုကုမိသားနဲ့အတူအစပြက်ကြလာတယ်။ငါးလောက်စမ်းငါးလောက်စမ်းပြောတဲ့အခါလွာပြီးငါးစားနေနှကောင်နောက်သုံးကောင်အဟိုကိုဟိုကိုမိသားနဲ့အတူစက်တိုက်ထွက်လာတယ်။ဇနီးမောင်လန်းနှစ်ကောင်ဆုံးပွဲတော်ကိုပျော်ပျော်ရွှင်ဆင်တွေကြတယ်။သူတို့အတွက်စကြောက်တောင်းတွေက အလိုရှိတဲ့အရာတွေကိုထုတ်လုပ်ပြီးနောက်တစ်နှစ်ကောင်နှစ်တက်ကူနေဖြစ်တယ်။သူတို့ချမ်းသာကြွယ်ဝနေပြီတဲအိမ်နဲ့နေရတာမတင့်တယ်တော့ဘူး အိမ်သစ်တစ်လုံးစောင့်ဖို့စိတ်ကူရတယ်ခင်မုန်းကစကြောက်တုံးတွေကိုလဲ့တယ်အလွန်တင့်တယ်တဲ့ခမ်းနားတဲ့အိမ်ကြီးတစ်လုံးပေါ်လာတယ်ဆက်ဆက်လဲ့တဲ့အခါပစ္စည်းတို့လောက်အိမ်တွေအိမ်ဖော်အလုပ်သမားတန်းလျရတွေတစ်ခုပြီးတစ်ခု မြင်းဆောင်တစ်ခုမြင်းနှကောင်ဖြစ်လာတယ်။ဆန်နဲ့လှုပ်တဲ့ကိမ့်မုံစာကေးရက်တွေလည်းလှုပ်တယ်။သူအနီးနားမှာရှိတဲ့ဆွေမျိုးတွေကိုဖိတ်ပြီးနေတိကူးပွဲတော်ပြုလုပ်တယ်။ရွာသူရွာသားများလည်းထိုအပြည့်ပြည့်ကိုမြင်ရတော့တိတ်အံ့ဩနေကြတယ်။ပွဲတော်ကိုအားလုံးလာကြတယ်။သူ့ကိုကြီးကလည်းတိတ်ကိုအံ့ဩသွားတယ်။အစစရရအထူးဆန်းတွေကြီးဖြစ်နေတော့သူဟမ်းမဆောင်နိုင်တော့ဘူးအိမ်ဝင်းချင်းဟိုဟိုတီတီလှဲ့လေအကက်ခဲကြည့်တယ် ညီငယ်ကရသူရသားတွေကိုတကြလုံးတွေဂိတ်မုတ်တွေလက်ဆောင်ပေးရရင်ကောင်းပါပဲလို့စိတ်ကူးရတယ်။ဒါကြောင့်နောက်ဘက်ခန်းထဲကိုသွားပြီးစကြောက်တုံးတွေလဲတယ်။အရင်ခါမှသူ့အကိုကြီးကခြောက်ကြည့်နေတယ်။သူပါရီလှုပ်တယ်ဆိုတာကိုတွေ့သွားတာပေါ့။အိုးတိပီတိပီဒီစကြောက်တုံးတွေနဲ့လှုပ်နေတာကိုလို့လဲနှုံမှတိုးတိုးရေရွလိုက်သေးတယ်။ပွဲတော်ပြီးသွားပြီးရသူရသားတွေလည်းပြန်ကုန်ကြပြီးစတိမောင်နှံလည်းအိတ်ခမ်းထဲမှာအိပ်ပြီးအိမ်မော်ကြပြီးလို့တင်မဲ့တဲ့အခါမှာ အကိုကြီးဟာနောက်ဘက်အခန်းထဲကိုတူတူတိတ်တိတ်သွားခဲ့တယ်။အခန်းထဲကစကြောက်တုံးတွေကိုခိုးပြီးထွက်ပြေးသွားတယ်။မုတ်တွေအချို့လည်းယူသွားသေးတယ်။ရှားနိုင်သမျှကိုယူပြီးပြေးသွားတော့တာပဲ။ဒါနဲ့အကိုကြီးဟာပင်လယ်ကမ်းဆက်ကိုရောက်သွားတယ်။ကံကောင်ထောက်မှလို့ချီနောင်ထားတဲ့လေတစင်းကိုတွေ့တယ်။လေတဲကိုခုန်ချပြီးကမ်းမခွာတယ်။သူတနေနေရကိုရောက်သွားတယ်။အဲ့ဒီခါမှာစကြောက်တုံးတွေတကူးနဲ့သူချမ်းသာလာနိုင်တယ်လို့စိတ်ကူးပေါက်လာတယ်။ အရင်ဆုံးဖြတ်ချက်နဲ့အတူသူ့လေကိုခွန်အားဆိုင်ထုတ်လောခတ်တော့တာပဲပင်လယ်ပြင်ထွက်ပေါက်ကိုလောခတ်ရင်ဆာလောင်မိုးတိတ်လာတော့တယ်သူ့မှာပါတဲ့ကိတ်မုတ်ချိုးတွေစံကိတ်မုတ်တွေတကြားလုံးတွေကိုစားတယ်အချိုတွေတိတ်များတော့သူ့အငန်ကိုစားလို့တဲ့စန်တာရှိလာပြန်တယ်သူစားစရာတွေထဲမှာအငံတစ်ခုမှမရှိဘူးဒီတော့စကြောတုံးတွေကိုတရိယသွားတယ်သူစသက်ချင်းစိတ်ပေါ်လာတယ်ဒါကြောင့်စားချို့လုပ်ပေးဖို့စကြောတုံးကိုလဲတယ်စားတွေ ဒိုရှိဒိုရှိမြည်တမ်းနဲ့အတူကြလာတယ်။လုံလောက်တဲ့စားလဲရပြီးဒါပေမဲ့ကြောက်တုံးတွေကိုဘယ်လိုလုပ်ရမလဲဆိုတော့သူမသိဘူး။သူ့စိတ်တွေခြောက်ခြားတုန်လှုပ်လာတယ်။ဘာလုပ်ရမလဲမသိဘူး။ခြေမကင်ပြီးလက်မကင်ပြီးဖြစ်နေပြီ။ကြောက်တုံးတွေကလည်းဆက်လက်လဲပက်နေတယ်။စားတွေကလည်းစက်တိုက်ကြနေတော့တယ်။နောက်ဆုံးမှာတလေလုံးစားတွေပြည့်ပြီးလေနဲ့သွားတယ်။သူလည်းလေနဲ့တူပင်လဲထဲနစ်သွားတယ်။စကြောက်တုံးတွေပင်လဲကျမ်းပြင်မှာဆက်လက်လဲပက်နေတယ်။ တကုတ်ကုတ်မြေတံနဲ့အတူဘဲဘက်ကိုလဲမဲ့သူ မရှိတဲ့အတွက်လဲနေတာပေါ့စားရီချကြောက်တုံးတွေမှထွက်နေတယ်ဒါကြောင့်ပင်လယ်ရေဟာစားငင်ရေဖြစ်သွားခြင်းဖြစ်တယ်